ခရိုင်နဲ့ပူပေါင်းတပ်တွေထိုးစစ်ဆင်နေတဲ့ဗမော်တပ်ပွဲဟာသုံးလပြည့်သွားပါပြီ။လက်ရှိချိန်ထီတော်မျိုးကိုအပြည့်အဝမထိချုံနိုင်သေးသလိုအရေးကြီးတဲ့စကားခ21ကိုလည်းပူပေါင်းတပ်တွေဘက်ကထိုးစစ်ဆင်နေဆဲဖြစ်ပါတယ်။ဗမော်မျိုးတွေတိုက်ပွဲဘာကြောင့်ကြံ့ကြာနေသလဲဆိုတာနဲ့ပတ်သက်လို့ KIO နဲ့စစ်ရေးအကဲခတ်တွေရဲ့တုံ့တက်ချက်တွေကိုထပ်အောင်ကပြောပြပေးမှာပါရှင်။ ပြီးခဲ့တဲ့ဒီဇင်ဘာ၄ရက်နေ့ကစတင်ပြီး KIA နဲ့ပူးပေါင်းတပ်တွေထိုးစစ်ဆင်နေတဲ့ပုံမတိုက်ပွဲအခုဆိုရင်တော့၃လပြည့်ခဲ့ပါပြီတိုက်ပွဲတွေရောင်းစစ်ကောင်စီရဲ့အုပ်ချုပ်ရေးအနေနဲ့ကလုံးဝပျက်စီးသွားပြီဖြစ်ပေမဲ့ဒေါ်လိုင်းအင်အားစုတွေဘက်ကမြို့ကိုတော့အပြေအဝထိန်ချုပ်နိုင်တာမရှိသေးပါဘူး KIA နဲ့ပူးပေါင်းတပ်တွေအနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကမပိန်းမြို့ကချင်ပြည်နယ်အတွင်းကစွန်ပရာဘုံအင်ဂျန်ရံစတုံးချီဖွေဆော့လော်ပန်ဝါဒေါ်ဖုံးရံစင်ဘိုမြို့လားမန်စီကံပိုက်တီမုံမောင်းမြို့နဲ့လွယ်ကျဲမြို့တို့ကိုတိမ့်ပိုက်ထားနိုင်တာဖြစ်ပြီးစုစုပေါင်း၁၄မြို့ထိရှိနေပါပြီနောက်ဆုံးထိုးစစ်ဆင်နေတဲ့ပုံမတိုက်ပွဲ ွဲကတော့ KIA ရဲ့မြို့သိမ်းတပ်ဖွဲ့တွေအတွင်အချိန်ကြာမြင့်ဆုံးဖြစ်ပြီးလက်ရှိအချိန်ထိလဲတိုက်နေရသေးပါဗမောမြို့မှာ KIA ကလေရင်ကွင်းတရင်တချို့နဲ့မြို့ပေါ်ရက်ွက်တချို့ကိုတင်းစီထားနိုင်ပြီဖြစ်ပေမဲ့အရေးကြီးတယ်စကားက27နဲ့ကြံနေတဲ့တရင်တွေကိုတော့ရရှိနိုင်မှုလိုနေတာဖြစ်ပါတယ်ဗမောမြို့သိန်းတိုက်ပွဲရှေ့ကြရတဲ့အကြောင်းရင်းတွေကလည်းအများပြားရှိနေတာပါဗမောမြို့ဟာ KIA မြို့ကြီးဖြစ်တယ်လို့စကားက27ရုံးဆက်ရမြို့လဲဖြစ်တာကြောင့် KIA တင်ပိုက်ထားတဲ့တခြားမျိုးတွေထက်စစ်ကောင်စီရဲ့အစီရင်အားကပိုကောင်းတယ်လို့တန်ရင်စကန်တွေကာကင်းစကန်တွေကလည်းအများပြားရှိနေတာပါဒီအချက်ကလည်းတိုက်ပွဲရှည်ကြားခြင်းရဲ့အကြောင်းရင်းတစ်ခုလို့ KIA သတင်းပညာရေးတာဝန်ခံဘုံမကြီးနော်ဘူးကပြောပါတယ်ကျောင်းရင်တော့ဘမောလို့ပဲပြောရပါတော့။ဒါနဲ့သခန်းကတော့အများရှိတာ။အဲ့ဒါလည်းတကုတ်ပါတာပေါ့။ဟိုငကူတဲ့ဒုံကလည်းဥမာဟိုမန်စီအဲဒီမှာတော့မတ်တဲ့ဂျင်းတုံးကိုလေ။အဲ့ဒါဒီတိုက်တာ။ က်တစ်ခုရှိတာကတော့အဲကျွန်တော်တို့အစ်စီရေးမပြရတဲ့တက်ပုတ်ဖြစ်တဲ့အဲစစ်မင်းပြည်လို့ပြောပါပေါ့အဲ့ဒီအေးရလဲအဲတန်းကြီးကိုချေပြတ်နေတာမိုင်းနစ်၄ကျော်ဝန်းကျင်တော့ရှိတာပုံမြုံမှာစစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ27ခလာယ49ခလာယ236ခလာယ230အမတာ366တန်ကြက်ကတရင်9006တင်ကတရင်9004အမတ်57ရေးတရင်အမတ်71စစ်မြေပြင်စစ်တရင်အမတ်944ဆောက်လို့ရေးအင်ဂျင်နီယာတက်ခွဲ့ အမှတ်914စစ်မြေပြင်အင်ဂျင်နီယာတက်ရင်အမှတ်933ထောက်ပံ့ရေးနဲ့ပို့ဆောင်ရေးတပ်ခွဲစစ်လက်နက်ပစ္စည်းတပ်စု၊စခနာ641အလုံယုံတပ်စုစတာတွေနဲ့ကာကေးစခန်းတွေအများပြရှိနေတာဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတာကတော့စစ်ကောင်စီရဲ့ထောက်ပို့လမ်းကြောင်းကိုမဖြတ်နိုင်တာလို့လဲဆိုပါတယ်။ KIA ဆင်နွှဲနေတဲ့တခြားမြို့သိမ်းတိုက်ပွဲတွေမှာဆိုရင်ထောက်ပို့လမ်းကြောင်းအလုံးကိုဖြတ်တောက်နိုင်ခဲ့ပေမဲ့လက်ရှိဗမော်တိုက်ပွဲမှာတော့စခခ21ထဲကိုလေကြောင်းကနေလက်နက်ရိတ်ခါနဲ့စစ်ကူတွေကိုစစ်ကောင်စီဘက်ကနေတိုင်းပို့ပေးနေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ နောက်ထပ်အရေးကြီးတာကတော့စစ်ကောင်စီရဲ့လေကြောင်းလက်နက်ကြီးနဲ့ drone တွေကိုအများပြားသုံးပြုခုခံနေတာပါ။နောက်ပိုင်းစစ်ကောင်စီဘက်ကအစစ်မြင့် drone တွေကိုလည်းအများပြားသုံးပြုနေတယ်လို့လည်းဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ဟုတ်နောက်ပိုင်းကတော့သူတို့လည်းအတူကြုံရပါတော့။ဒီတို့ရဲ့မြင့်ညာဒီသုံးပြုမှာ drone ပြန်လဲတော့စစ်မြင့်တဲ့ဘုံတွေတုံးတာပေါ့။နောက်တစ်ခုရှိတာတော့လေကြောင်းကလေကြောင်းကိုလည်းသူတို့အဲဒီတိုင်းလိုပေါ့။အဲ တယ်မကြက်လို့ဟိုလေကြောင်းနဲ့တိုက်ခိုက်မှုတွေတို့အဆောင်ရနိုင်တာပေါ့နော်အဲ့ဒါကြောင့်လည်းဖြစ်ပါလေစစ်ကောင်စီလော်ဘီမီဒီယာတွေမှာလည်းဗမာတိုက်ပွဲတွင် drone အသုံးပြုတိုက်ခိုက်တာတွေနဲ့ပတ်သက်လို့ဖော်ပြတာတွေရှိပြီးအနီးအောက်ရောင်ကြီးသုံးကင်မရာတွေတပ်ဆင်ထားတဲ့ drone တွေကိုပါအသုံးပြုနေတာဖြစ်ပါတယ်။လက်ရှိစစ်မြေပြင်အနေအထားတွေကိုကြည့်ရင်တော့စစ်ကောင်စီရဲ့ခန်းစစ် area ကတဖြည်းဖြည်းပေါင်ကျင်းလာနေပြီဖြစ်ပေမဲ့လည်းလေကြောင်းနဲ့ drone အသုံးပြုမှုရှိနေတာကြောင့်အလုံးစုံသိမ်းပိုက်နိုင်ဖို့ကြံ့ကြာနေတာလို့စီရန်ပိုကြီးစင်ရောကလည်းပြောပါတယ်။ ပြီးရင် drone နည်းပညာကလည်းအစ်စ်မြင့်လာတယ် night vision တွေပါပါလာတယ်နည်းနည်းသူတို့နည်းပညာတစ်စစ်မြင့်လာတယ်ပေါ့နော်တစ်စစ်မြင့်လာတဲ့အတွက်အဲအခုအဲကချင်လူမျိုးရေးတက်မတော်နဲ့ဒါပူပေါင်းတက်ဖွဲ့တွေကလည်းပြန်ပြီးတော့အနေထားပေါ့နော်တိုက်စစ်ဆင်မဲ့အနေထား new view ဟာပြင်ဆင်ပြီးတဲ့စုဖွဲ့နေတဲ့အနေထားမျိုးလိုပဲပြောရမှာဖြစ်ပါတယ်။ဒါပြင် KIA အနေနဲ့တရုတ်ရဲ့ဂျောင်းဝင်မှုနဲ့အတူစစ်ကောင်စီနဲ့တွေ့ဆုံဖို့လည်းရှိနေတာကြောင့် ဒီတွေးဆမှုမတိုင်ခင်တော့ဘမောကိုအပြစ်သက်သိမ်းပိုင်နိုင်မှုစ조사လိမ့်မယ်လို့လည်းဗိုလ်ကြီးစင်ရောကပြောပါတယ်။လက်ရှိစစ်ကောင်စီရဲ့အစစ်မြင့် drone အန်ဒီယာကိုဘယ်လိုနှီးပြွားနဲ့ဖြေရှင်းမလဲဆိုတာနဲ့ပတ်သက်လို့ကတော့စီးရဲကိစ္စဖြစ်တဲ့အတွက်မှဖြေချနိုင်သေးဘူးလို့ပုံမူကြီးနော်ဘူးကပြောပါတယ်။ကျွန်တော်ထားအောင်ပါ